ချစ်တဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါဗျာ။ဘွမ်ကစားသလိုင်းနေ့ကျိုးစောပါဗျာ။လာဗျာမင်းတို့ချင်းရတို့ဒီနေ့ကျတော့တကြံကြော်ရတာကောင်းကောင်းလည်းနဲ့လော်လော်ကူကူကြော်နေလေးကိုလာမြဝေးတာပါ။ဒီလာမဲ့တကြံပဲမှမတော်ချင်တဲ့ချင်းငယ်ချင်းတို့မိသားစုတွေနဲ့ကြော်စားကြည့်ကြရအောင်နော်။သမင်းရေအင်းနဲ့ဆိုတော့ပြောစမလို့တော့ဘောနော်ချင်းကြတော့ကုလပူအရိယာဒီနေ့ဆိုတော့အရင်ဆုံးတာတွေကကျွန်တော်တို့ပြင်လာရမယ့်ပျက်စီးလေးတွေပါနော်။တကယ်လို့ချင်းငယ်ချင်းတို့ငချောင်းနဲ့မကြော်ဘူးဆိုရင်ပစွန်ချောင်းနဲ့လည်းရပါတယ်နော်။ တာမေဆုံချောက်ကနေနေစေးကြီးကြတော့ငချောက်နဲ့ပဲကြော်ပြထားပါတယ်နော်အာငချောက်ကြတော့ချင်းကြီးလူနဲ့တဲ့အမျိုးစားနဲ့တုံးလို့ရပါတယ်နော်ပြီးငချောက်လေးကျွန်တော်တို့တုံးလာပေးပါမယ်ပြီးကျွန်တော်တို့စားရည်နဲ့အာငါးမိနစ်၁၀မိနစ်လောက်စိုင်ထားပေးမှာပေါ့နော်တချို့ငချောက်တွေတအားငန်းတာပြီးတော့သူလှမ်းတာညက်ပတ်ရပါတယ်ပေါ့နော်မတက်တဲ့ဟာတွေပေါ့နော်ကျွန်တော်တို့စားရည်နဲ့စိုင်ထားတာပေါ့နော် ပြီးရင်ကျွန်တော်တို့ကြက်သွင်းနေရလာလေးထားပေးပါမယ်40ပဲဖြစ်ဖြစ်60ပဲဖြစ်ဖြစ်ပေါ့နော်ဒါကြတော့ကိုကျော်တဲ့နည်းများပေါ်မှာမူတည်ပြီးတော့ချိန်ပြီးပြင်မှာပေါ့နော်ပြီးရင်ကျွန်တော်တို့တရက်တိအချင်းတွေအာခွန်နယ်လာချစ်ထုတ်ထားပေးမှာပေါ့နော်ပြင်းကျွန်တော်တို့ရေသစေးထားပေးပါမယ်ပြင်းကျွန်တော်တို့လာချစ်ထားပေးပါမယ်เนาะโอเคတည့်တည့်ချင်းလဲရပြီဆိုရင်ကျွန်တော်တို့စားရေစိုင်ထားတဲ့ငါ6ကိုရေပြောင်းနေအောင်သစေးထားပေးပါမယ် ပြောမှဆိုရင်ပုံလက်ခါလောက်စေးလိုက်တာပေါ့နော်ချင်းချင်းတို့ဒါဆိုကျွန်တော်တို့ငချတွေအရင်လာပြုတ်ပေးပါမယ်နော်โอเคရေးထည့်ပေးပါမယ်ရေစုပွားလာပြီဆိုရင်ကျွန်တော်တို့ငချောက်ထည့်ပေးပါမယ်ငချောက်တွေကျတော့တဲ့ဒီကျွန်တော်တို့ပြုတ်ထားပေးပါမယ်နော်တကယ်လို့ငချောက်တွေလေးကျက်ပြီဆိုရင်ကျွန်တော်တို့ဆယ်ထောက်ပေးပါမယ်ပြီးရင်ကျွန်တော်ရေနည်းနည်းပြန်ဈေးလိုက်ရပါတော့နော်ဒါအမပူရအောင်ပါနော် pin cho nó đỡ ta để phải đâu bị bám thì cái lối chính chỉ nó ngã thì gì rồi mà dù lên giá bà này nó tạm cho nó cho nó thì là thêm tông thao bà này nó pin cho nó là thao đa bị bám mấy cái lối chính chỉ nó mà thao bu rồi nhé sân này chơi dù lên giá bà này nó thì cái lớp bổ sung cháo này cho mẹ sung nó mà biểu thị của nó chính cái lớp cho nó rồi dễ xây nhiều mẹ bọn nó bổ sung cháo dễ xây nay vì nó cho nó rồi tiền lương là thao đa mà bọn nó โอเคငချောက်သားတွေလေးရပြီဆိုရင်ကျွန်တော်တို့လာစကြော်တော့ပါမယ်เนาะအာရေဥဆုံးတကြံကြော်ပြောမယ်ဆိုရင်တော့ဒီငရုတ်တီးလော်မပါမဖြစ်ပါเนาะချင်းကတော့အရင်ဆုံးကျွန်တော်တို့ငရုတ်တီး၆တွေလာလော်ထားပေးပါမယ်ပြန်ကျွန်တော်တို့လာစကြော်တော့ပါမယ်နော်စီထည့်ပြပါမယ်စီပူလာပြီးဆိုရင်ကျွန်တော်တို့နည်းနည်းမှုတ်ထည့်ပြပါမယ်ပြန်ကျွန်တော်တို့လေးထားတဲ့ကြက်သွန်ကြီးထည့်ပြပါမယ်ကြက်သွန်ကြီးတွေနည်းနည်းနွားတောင်ကျွန်တော်တို့စီရင်တက်ပြပါမယ်နော် ကျတုန်နေနေနဲ့နွာလာပြီဆိုရင်ကျွန်တော်တို့ငါးချောက်တွေထည့်ပေးပါမယ်။ဒီငါးချောက်တွေနည်းနည်းနဲ့မွေးလာအောင်ကျွန်တော်တို့စီရင်တက်ပေးပါမယ်။အာခုလိုမျိုးကျွန်တော်တို့စီတကြရနာတာမွေးလာပြီပေါ့နော်။ Okay ငါးချောက်တွေလည်းနဲ့မွေးလာပြီဆိုရင်ကျွန်တော်တို့တရက်တီထည့်ပေးပါမယ်။ โอเคဒီအတိထေပီပီအားလုံးတမတော့ကျွန်တော်တို့နေငယ်ရင်မှွေပေးပါမယ်ပြင်ရတာလာဆက်မှာပေါ့နော်အာစားထည့်ပေးပါမယ်ဂျုံမောက်ထည့်ပေးပါမယ်စားထည့်ရမှာကနည်းနည်းလေးတတိထားပြီးတော့ထည့်မှာပေါ့နော်ကျွန်တော်ကြည့်လို့ကျွန်တော်တို့ကျွန်တော်တို့ငချောက်တအားငံ့မယ်ဆိုတော့စားအများကြီးတော့အရင်မသုံးထားသေးဘူးပေါ့နော်ပြီးရင်ကျွန်တော်တို့ရေလေးနေငယ်ထည့်ပေးပါမယ်တရတီးတယ်နည်းနည်းတော့အိနေရအောင်ပေါ့နော်အာချင်းရတာတွေလည်းထွက်လာရအောင်ပေါ့နော် ဒီကျွန်တော်တို့ဖောင်းတဲ့ခဏလောက်အုပ်ထားပေးပါမယ်။โอเคအခုလိုမျိုးစူပွားလာပြီးရေတွေလည်းခန့်လာပြီးပြောမှဆိုရင်ရေ6စီပြန်လဲတဲ့အထိကျွန်တော်တို့ကြော်ပေးရမှာပေါ့နော်။တကယ်လို့အခုလိုမျိုးအားလုံးနဲ့နေပြီးအားလုံးအင်းနေပြီးဆိုရင်ကျွန်တော်တို့နေ့ငယ်ထမွေပေးပြီးတော့အရတာမြည်ကြည့်ပေးပါမယ်။လူရာထထဲလို့ရပါတယ်ဗျာချင်းကြီးလို့အခုကျွန်တော်ကြတော့အာချင်းငယ်ရတာထွက်နေလို့တကြားလေးနေ့ငယ်သုံးထားပါတယ်နော်။ ပြီးကျွန်တော်တို့အားလုံးတမတော်နဲ့ငထမ်းပို့ပေးပါမယ်။တကယ်လို့ချင်းလာတာအာစုတော့မယ်ဆိုရင်ချင်းပတ်တာအများတော့မယ်ဆိုရင်ချင်းငယ်ချင်းတို့ငပိတုံးလေးရပါတယ်နော်။တကယ်လို့ကိုလိုရေရတာလေးရပြီဆိုရင်ကျွန်တော်တို့မေးပိုက်ပြီးတော့စိုက်ကြိုက်စင်ပြေတယ်လို့ပြင်ထားလို့ရပါပြီဗျာ။ Okay ကိုလိုမျိုးပြင်ထားတာချင်းငယ်တို့မြင်ပြီးတော့တရေကိုကြာမှာလားဗျာကျွန်တော်ကျတော့အာရိုးရိုးသမင်းနဲ့ပဲရေအေးအေးလေးထည့်ပြီးတော့ပြင်ထားပါတယ်နော်ချင်းငယ်တို့အမှန်တကယ်ကျတော့ သူတို့ဖျောင်းတိုင်အငွေ့ရေနဲ့သမင်းကိုရေတချာဆေးပြီးတော့ရေတချာဆေးထားပြီးတော့စားကြတာပေါ့နော်ချင်းကြီးတို့နမဟုတ်ရေးစံပြောင်းနဲ့ပြောပြီးတော့စားလေးရပါတယ်နော်ဒါကြတော့ကိုယ့်ရဲ့စိတ်ကြိုက်ပေါ့နော်အာလောက်စားလို့ရတာပေါ့နော်ကျွန်တော်ကျတော့ရိုးရိုးရှိရှိလွယ်လွယ်ကူကူလေးနဲ့မြန်မြန်ဆန်ဆန်လေးလောက်ပြထားတာပေါ့နော်အခုလိုမျိုးကျွန်တော်ရုပ်ပြီးတော့လေးကိုကောင်းနေသေးလာရအပေးတဲ့ချင်းကြီးကျွန်တော်ကလုံးကို အထူးကျေးဇူးတင်ပါတယ်ဗျတကယ်လို့ကျွန်တော်ရုပ်ဗီဒီယိုလေးကိုကြားမယ်ဆိုရင် like ချင် follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျနောက်ဗီဒီယိုတက်မှပြန်ဆောင်မယ်เนาะချစ်နေချင်တော့တာတာ